အရှင်ဖရာရဲ့တရားတော်လေးကိုယူကျူးမှပြန်လည်မျှဝေပေးနေတာအရှင်ဖရာကိုစဲတဲ့သူများရှိပါတယ်အရှင်ဖရာရဲ့တရားတော်လေးကိုပြန်လည်မျှဝေပေးနေတာတပည့်တော်မှားနေပြီဖရာတဲ့လမ်းများများလျှောက်တဲ့လူနဲ့လမ်းမလျှောက်ဘဲနေတဲ့လူ လမ်းများများလျှောက်တဲ့လူက ခလုတ်တိုက်ခံရတာများပါတယ်လမ်းမလျှောက်ဘဲနေတဲ့လူက ခလုတ်မတိုက်ခံရပါဘူးเนาะခလုတ်တိုက်ခံရမှာကိုကြောက်ပြီးတော့လမ်းမလျှောက်ဘဲနေလိုက်မယ်ဆိုရင် ကိုလိုရာခီးကိုမရောက်တော့ပါဘူးဒါကြောင့်ဘလောက်ပဲခလုတ်တိုက်နေပါစေကိုလိုရာခီးကိုရောက်ဖို့အတွက်တတိကပ်ပြီးလမ်းလျှောက်နေရမှာဖြစ်ပါတယ်အဲ့ဒီဥပမာအတိုင်းပါပဲလောကမှာကောင်းတာလုပ်တဲ့လူနဲ့ကောင်းတာမလုပ်ဘဲနေတဲ့လူကောင်းတာလုပ်တဲ့လူကဆဲဆူတိုက်ခိုက်ခံရတာများပါတယ်ကောင်းတာမလုပ်ဘဲနေတဲ့လူကဆဲဆူတိုက်ခိုက်ခြင်းမခံရပါဘူးနော်ဆဲဆူတိုက်ခိုက်ခံရတာကိုကြောက်ပြီးကောင်းတာကိုမလုပ်ဘဲရက်ထားလိုက်မယ်ဆိုရင် ုံးကျိုးတွေဆုပ်ယုပ်ကုန်မှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်သူတွေကဘလောက်ပဲဆဲဆူတိုက်ခိုက်နေပါစေကုံးကျိုးဖြစ်ဖို့အတွက်ကောင်းတာတွေဆက်ပြီးလုပ်နေရအောင်မှာဖြစ်ပါတယ်။ဦးဇင်းတို့မြတ်စွာဘုရားကိုတော်တိုင်းကလည်းပဲလောကမှာဘယ်အရာမှမမြဲဘူးလို့ဟောကြားထားပါတယ်။အဲ့ဒီလိုလောကမှာဘယ်အရာမှမမြဲတဲ့အတွက်ကြောင့်သူတို့တွေတစ်တလုံးမဆဲနိုင်ပါဘူး။ကြာရင်ညောင်းပြီးတော့ရက်သွားပါလိမ့်မယ်နော်ဆဲကြပါစီ။ ရှင်ဖရာမိန်ကြားပေးတော်မူပါအိမ်မက်ထဲမှာဖရာတွေရောင်ကြီးတော်လွှင့်နေတာခူခဲ့ရပါတယ်ဖရာဘယ်လိုအတိတ်ပဲလဲဖရာမိန်ကြားပေးတော်မူပါဖရာတဲ့ဘုဒ္ဓသာသနာမဟာဗုဒ္ဓဝင်ဒုတိယတွဲမှာအိမ်မက်မက်တဲ့ပုဂ္ဂိုလ်၄ယောက်အကြောင်းဖော်ပြထားပါတယ်အဲ့ဒီပုဂ္ဂိုလ်၄ယောက်ကလူတွေလဲဆိုရင်၁ဥထုဇဉ်ပုဂ္ဂိုလ်၂သောတာပန်ပုဂ္ဂိုလ်၃သဂရာဂံပုဂ္ဂိုလ် လေးအနာဂံပုဂ္ဂိုလ်တို့ပဲဖြစ်ပါတယ်ထိုပုဂ္ဂိုလ်၄ယောက်တို့သည်၁စိတ်တဝိပ္ပန္နာကအတိမာမှု၂ပညာဝိပ္ပန္နာကအမှန်မာမှု၃ဒိဋ္ဌိဝိပ္ပန္နာကအယူမှားမှုဆိုတဲ့ဝိပ္ပန္နာတရားများမကင်းသေးတာကြောင့်အိမ့်မတ်မတ်တယ်လို့ဆိုပါတယ်ဖျားနဲ့တကွယဟန္တာတွေကတော့ဝိပ္ပန္နာတရားများကင်းစင်သွားပြီဖြစ်တဲ့အတွက်အိမ့်မတ်မမတ်တော့ဘူးလို့ဆိုပါတယ် သောတာပန်အခရာကံအနာကံတို့တော်မှသိမှတ်မသိရင်ဥထုဇဉ်ကตาย၍မတ်ပါတယ်နော်မတ်ပိုင်ရှင်လည်းပဲဥထုဇဉ်ဖြစ်တဲ့အတွက်စိတ်ဆွဲပြီးအိမ်မက်မတ်တာဖြစ်နိုင်ပါတယ်သို့တော်လည်းပဲမိမိစိတ်ဆွဲပြီးမတ်တဲ့အိမ်မက်ဟာဘုရားကိုအစွဲပြုပြီးမတ်တဲ့အိမ်မက်ဖြစ်တာကြောင့်ကောင်းတဲ့အတိတ်သမိကိုဆောင်တဲ့အိမ်မက်ပဲဖြစ်ပါတယ်နော်အရှင်ဘုရားဘုရားရှင်ရဲ့ဘုံတော်တွေကိုရွတ်ဖတ်တော်လဲအနတ်အတိတ်ပဲမတည်ပဲရွတ်ဖတ်ပါက အဘယ်သို့အကျိုးကျေးဇူးတွေရရှိပါတလဲဖေယားတရှင်ဖေယားမိန့်ကြားပေးတော်မူပါတဲ့အနတ်အတိတ်ပဲမသိတော်လဲပဲကုတို့ကတော့ရပါတယ်နော်။ဒါကြောင့်ကုတို့ရရတာလဲဆိုရင်အနတ်အတိတ်ပဲမသိပင်မဲ့ဒီဂုံတော်တွေဟာဖះရှင်ရဲ့ဂုံတော်တွေပဲ ဖြစ်တယ်ဆိုတဲ့အသိစိတ်ရှိနေလို့ပဲဖြစ်ပါတယ်။ဝိသုဒ္ဓိမတ်မှာဖះဂုံတော်ကိုပွားများမယ်ဆိုရင်ပေါင်းကျိုးစင်မျိုးရရှိနိုင်ကြောင်းဟောကြားထားတာရှိပါတယ်။ အဲ့ဒီကောင်းကျိုးဆယ်မျိုးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြမယ်เนาะ1ຢာကဒေါသ మో ဟဣလေတာမဖြစ်ပွားခြင်း2စိတ်အစဉ်ဖြောင့်မတ်ခြင်း3ဖျား၌ယူသေးခြင်း4တရားတတိပညာပုံညပြန်ပြောခြင်း5ပီတိပါမောက္ခညာခြင်း6ဘေးရန်အမျိုးမျိုးကိုတိခဏနိုင်ခြင်း9ဖျားနှင့်အတူနေရတဲ့သူထင်မှတ်ခြင်း ရှေ့ဇေဒီအလားဘူတော်ထိုက်ခြင်းဟိုဖျား၌စိတ်ညှို့ခြင်း30မကောင်းမှုလုပ်ရမှာကိုရှက်ကြောက်ခြင်းတို့ဖြစ်ပါတယ်ဒါဟာဖျားကုံတော်ပွားများခြင်းကြောင့်ရရှိလာမိကောင်းကျိုးဆယ်မျိုးပဲဖြစ်ပါတယ်နောင်ဘဝမှာချော်မော်လှပအောင်ဘယ်လိုကုသိုလ်မျိုးလုပ်ပေးရတာလဲဖျားနောင်ဘဝမှာရုပ်ရည်ချောမောလှပခြင်းတည်းဆိုရင်ဖျားကိုပန်းလှူပါเนาะ ဖျားကိုပန်းလှူတဲ့သူတွေဟာကောင်းကျိုး၅မျိုးရရှိစေပါတယ်။ကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁။လှပတန်ရှင်းသောရုပ်အစင်းအင်္ကာရှိခြင်း။၂။ပင်ပြန့်မွေးကြိုင်သောကိုယနတ်ရှိခြင်း။၃။နတ်လူတို့ချစ်ခင်ခြင်း။၄ဘုံတရင်ကြော်သောခြင်း။၅ကိုယ်စိတ်နှစ်ပါးရှင်လန်းချမ်းမြေ့ခြင်းတို့ဖြစ်ပါတယ်။ဒါဟာဖျားကိုပန်းလှူခြင်းကြောင့် ရရှိလာမိကောင်းကျိုး၅မျိုးပဲဖြစ်ပါတယ်။ဖော်ပြပါ ကောင်းကျိုး၅မျိုးထဲမှာလှပတန်ရှင်သောရုပ်အစင်းအင်္ကာရှိခြင်းဆိုတဲ့အချက်ပါတာကြောင့်နောင်ဘဝမှာရုပ်ရည်ချောမောလှပခြင်းတည်းဆိုရင်ဒီဘဝမှာပန်းလှပါလို့ပြောခြင်းပါတယ်။မနေ့က32ဘုံအကြောင်းဖြေလိုက်တာဒုဘုံတဘုံကြံသေးလို့အခုပြန်ပြီးဖြေပေးလိုက်ပါတယ်နော်။သူမေးထားတာက ဘုံ31ကဘာလဲဖေရရှင်းပြပေးပါလားတဲ့ဘုံ31ဆိုတာ32ဘုံကိုပြောတာဖြစ်ပါတယ်32ဘုံကဘာတွေလဲဆိုရင်အပယ်၄ဘုံဖြစ်တဲ့1ငရဲဘုံ2တရိษံဘုံ3ပြိဋ္ဌာဘုံ4အတူတကယ်ဘုံတို့ဖြစ်ပါတယ်လူဘုံ2ဘုံနဲ့နတ်ဘုံ6ဘုံဖြစ်တဲ့1သတုမာရိဘုံ2တာဝတိံသာဘုံ3ရာမာဘုံ4 လေးတုတိတာဘုံငါမိမာနရတိဘုံ6ပရဏိမိတဝတဝတိဘုံတို့ဖြစ်ပါတယ်ယမဘုံ30ဖြစ်တဲ့1ယမပါရိသစ္စာဘုံ2ယမပရောဟိတာဘုံ3မဟာဗျမဘုံဆိုတဲ့ပထမဇန်3ဘုံ1ပရိဒါဘာဘုံ2အပ္ပမာနဘာဘုံ3အဘဒ္ဒရာဘုံဆိုတဲ့ဒုတိယဇန်3ဘုံ1ပရိဒါသူဘာဘုံ နှစ်အပမာနာသူဘာဘုံသုံးဥပကိဏဘုံဆိုတဲ့တတိယဇန်သုံးဘုံတိဝေဟဘုံဘုံနှစ်အတ္တညာတဘုံသုံးအဝိဟာဘုံလေးအတ္တဘာဘုံငါသုဒ္ဓတာဘုံ6သုဒ္ဓတိဘုံခုနှစ်အကနိဋ္ဌာဘုံဆိုတဲ့သထုဒ္ဓဇန်ခုနှစ်ဘုံတိအာဂါတာနေစာယရဏဘုံနှစ်ဝိညာဉ်နေစာယရဏဘုံ6 3အာကိဉ္စညာယရဏဘုံ4နေဝတိညာနာတိညာယရဏဘုံဆိုတဲ့အရူပ၄ဘုံပေါင်း32ဘုံပဲဖြစ်ပါတယ်ထို32ဘုံကိုပဲဘုံ31လို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်နော်အရှင်ဖေယငယ်စဉ်ကမိဘကို ပြောမဆိုမပြမာခဲ့မိလို့ကံကြီးထိုက်လျင်ပြေပြောက်အောင်ဘလို့လောက်ရမလဲဖေယမိန့်တော်မူပါဖေယတဲ့ မိဘတွေကိုစော်ကားမိပြီဆိုရင်တောင်းပန်ဝန်ချယုံက လွဲ၍အခြားနိလမ်းမရှိပါဘူးနော်ဒီကနိကေတိလက်ခန္ဓာဝတ်တမညဖလာတုတ်မှာပဇာတတမင်းကမိဘကိုစော်ကားပြီးတက်ဖြတ်ခဲ့တဲ့အတွက်ဝန်ချတောင်းပန်ကြောင်းမြတ်စွာဘုရားထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကမင်းတရားအမှားကို အမှားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာ နောက်တစ်ချိန်ကြီးပွားခြင်းဤအကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်။ဒါကြောင့်မိဘတွေကိုစော်ကားပြမားမိပြီဆိုရင်မိဘတွေရဲ့ရှေ့မောက်ကိုသွားပြီးဝန်ချတောင်းပန်ကြတော့ပါ။အကယ်၍မိဘတွေတက်ရှိထင်ရှားမရှိတော့ဘူးဆိုရင်မိဘတွေကိုမြှုပ်နှံထားသည့်အုတ်ဂူ၌ဖြစ်စေ။သို့မဟုတ်မိဘတွေအသုံးပြုခဲ့သောအသုံးအဆောင်ပစ္စည်းတစ်ခုခုကို ဖြစ်စေရှေ့မှထားပြီးဝန်ချတောင်းပန်ကြတော့ပါ။ အဲ့ဒီလိုဝန်ချတောင်းပန်ကြတော့မယ်ဆိုရင်အပြစ်တွေပြေပြောက်ပြီးကောင်းကျိုးဒုက္ခတွေရလာပါလိမ့်မယ်ကိုနဲ့နှုတ်ကိုထိမ့်နိုင်ပြီးစိတ်ဓာတ်က ရုပ်နေရင်ရောတီလရှိပါလားဖရာတဲ့တီလဆိုတာကိုနဲ့နှုတ်ကိုပဲထိမ့်ရတဲ့အရာ ဖြစ်တဲ့အတွက်စိတ်မှာဘလောက်ပဲယုံမှမှုတွေပေါ်နေပါစေနှုတ်ကနေထုတ်မပြောသေးတဲ့၍ကိုယ်တိုင်မကျူးလွန်သေးတဲ့၍အဲ့ဒီပုဂ္ဂိုလ်ဟာ ီလာရှိတဲ့သူပဲဖြစ်ပါတယ်တခါတုန်းကလက္ခဏာဆရာကြီးကိုင်ရိုထန်ကိုတထေးကြီးတယောက်ရောက်လာပြီးတော့ဆရာကြီးခမညာဆရာကြီးမြင်တဲ့အတိုင်းမကွယ်မဝက်ပဲဟောကြားပေးပါဆိုပြီးတော့လက္ခဏာလာကြည့်ပါတယ်အဲ့ဒီအခါမှာဆရာကြီးကိုင်ရိုကခမညာရဲ့လက္ခဏာဟာလူယုတ်မှလက္ခဏာဖြစ်တယ်သို့တော့ခမညာရဲ့နောက်ကျောင်းတွေကိုကြုတ်လိုက်ကြည့်လိုက်တဲ့အခါမှာ ခမားဟာဘာမကောင်းမှုမှလှုပ်ထားတာမမြင်ရဘူးကောင်းတာတွေကိုပဲလှုပ်ထားတာမြင်ရပါတယ်ကျုပ်ရဲ့ဟောပြောချက်နဲ့ဘာကြောင့်လွဲချော်နေရတာပါလဲဆိုပြီးပြောပါတယ်အဲ့ဒီအခါမှာတထေးကြီးကဆရာကြီးခမားဆရာကြီးဟောတာမှမားပါဘူးမှန်ပါတယ်ဆရာကြီးပြောတဲ့အတိုင်းကျုပ်ဟာလူယုံမှတယောက်ပါပဲကျုပ်ရဲ့တန်တန်မှလည်းပဲအမြဲတမ်းယုံမှတဲ့စိတ်တွေပေါ်ပါတယ်သို့တော့ကျုပ်ဟာစိတ်ကိုအလိုမလိုက်ပါဘူးတဲ့ ကျုပ်ရဲ့တန်တမာပေါ်တဲ့မကောင်းတဲ့စိတ်ကိုစိုက်ကျင်ပြီးကျုပ်ဟာကောင်းတာတွေပဲလုပ်ပါတယ်။ဒါကြောင့်ကျုပ်ဟာလူကောင်းတယောက်ဖြစ်နေတာပါတဲ့။နော်။ဒါကြောင့်ပြောချင်တာကဥထုဇဉ်တဘာဝစိတ်မှာတော့မကောင်းတဲ့စိတ်ပေါ်စမြဲပါပဲ။သို့တော့အဲ့ဒီပေါ်နေတဲ့မကောင်းတဲ့စိတ်တွေကိုအလိုမလိုက်ပဲနှုတ်ကိုလည်းထိမ့်မယ်ကိုယ်ကိုလည်းထိမ့်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတိလရှိတဲ့သူပါပဲ။